thank you င်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ဘီလာရုစ်နိုင်ငံကစေအောင်စုရဲ့တရားမဝင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေစေလွတ်မယ်ဆိုတဲ့အပေါ်အရှက်ဖတ်အဖွဲ့အစည်းများပြစ်တင်ရှုတ်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်ဘီလာရုစ်နိုင်ငံကစေအောင်စုရဲ့တရားမဝင်ရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေစေလွတ်ပေးမယ်ဆိုတဲ့အပေါ်အရှက်ဖတ်အဖွဲ့အစည်းတွေကပြစ်တင်ရှုတ်ချလိုက်ပါတယ်မြန်မာစစ်ကောင်စားမင်းအောင်လိုင်းကပြီးခဲ့တဲ့ရှက်တတပတ်ခန့်ကရုရှားနိုင်ငံနဲ့ဘီလာရုစ်နိုင်ငံတွေကိုတွားရောက်ခဲ့ပြီး၎င်းရဲ့ခီးစဉ်အတွင်းရုရှားနဲ့ဘီလာရုစ်အစိုးရတွေက စေအောင်စုရဲ့တရားမဝင်ရွှေကပွဲကိုထောက်ခံသွားမယ်လို့ပြောကြားခဲ့ကြောင်းစေအောင်စုရဲ့ဝါရဖြန့်ချင်မီဒီယာတွေမှာဖော်ပြခဲ့ပါတယ် အထူးသဖြင့်ဘီလာရုခီးစင်မှာမင်းအောင်လိုင်ကဘီလာရုသမ္မတအာနာရှင်အလက်ဇန်ဒားလူကာရှင်ထံတရားမဝင်ရွှေ့ကောက်ပွဲအတွက်စောင့်ကြည့်လေလာသူတွေစိတ်လုပ်ပြီးတောင်းဆိုခဲ့ပြီးလူကာရှင်ကိုလက်ခံခဲ့တယ်လို့ဒေတာရင်းသတင်းဒီမှာဖော်ပြခဲ့ပါတယ်။မင်းအောင်လိုင်က၎င်းရဲ့ခီးစင်အတွင်းအခုနှစ်ကုန်ဒီဇင်ဘာဒါမှမဟုတ်ရှေးနှစ်အစပိုင်းဇန်နဝါရီလမှာရွှေ့ကောက်ပွဲကျင်းပမယ်လို့ပြောကြားခဲ့ပြီးရုရှားအစိုးရကလည်းစေအုပ်စုရဲ့တရားမဝင်ရွှေ့ကောက်ပွဲကိုထောက်ခံသွားမယ်လို့ပြောကြားခဲ့ကြောင်းစေအုပ်စုရဲ့ဝါရဖြန့်ချီမီဒီယာမှာဖော်ပြခဲ့ပါတယ်။ game ဒီလိုဆဲအောင်စုကျင်ပါမယ်အတူရောင်ရွေးကောက်ပွဲကိုဘီလာရုစ်နဲ့ရုရှားအစိုးရတို့ကအကူအညီပေးနေမှုပေါ်ရှုံးချကြောင်းအရှက်ဖက်ဖွဲ့စည်းတခုဖြစ်တဲ့ Defense Myanmar Democracy ဖွဲ့ကထုတ်ပြန်ကြေညာခဲ့ပါတယ် Defense Myanmar Democracy ရဲ့ပြောရေးဆိုခွင့်ရှိသူနော်အောင်ကအကြံဖက်ဆဲအောင်စုရဲ့ရွေးကောက်ပွဲလုံးရတဲ့အကြောင်းရင်းကသူတို့ရဲ့တရားမဝင်အာဏာအတင်းအသိမ့်ပို့ချပန်ခဲ့တာကိုတရားဝင်မှုရအောင်အာထုံမှုတည့်ရတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုပြောကြင်ပါတယ်လို့ဆိုပါတယ်အလားတူပဲလူကာရှင်ကိုရဲ့ကိုယ်စားလှယ်မြန်မာနိုင်ငံလာ ပြီးရွှေကပွဲစောင့်ကြည့်မယ်ဆိုတာကတရားမဝင်ရွှေကပွဲတစ်ခုမှာအာနာရှင်တဆူကရာဇဝဲကောင်စေအုပ်စုကိုထောက်ခံကူညီပေးတာသာဖြစ်တဲ့လူကာရှင်ကိုရင်ရာဇဝဲကောင်စေအုပ်စုကိုထောက်ပံ့ကူညီနေရတွေကိုကျွန်တော်တို့ရှုတ်ချပါတယ်နိုင်ငံတကာအတိုင်းပိုင်းနေနဲ့ဒီမိုကရေစီအတွက်တိုက်ပွဲဝင်ရှုံးကန်နေကြတဲ့ပြည်သူတွေကိုကူညီပြီးရာဇဝဲကောင်စေအုပ်စုနဲ့သူ့ရဲ့အပေါင်းပါတွေအထောက်ဖော်ဆောင်နေတဲ့အတူရောင်ရွှေကပွဲမှတ်သမျှကိုညင်းပယ်ဆန့်ကျင်ဖို့ကျွန်တော်တို့တိုက်တွန်းပါတယ်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြတဲ့ဘီလာရုစ် ဒီသူတွေနဲ့လည်းကျွန်တော်တို့တသားလေးရည်တည်ပါတယ်လို့၎င်းကဆက်လက်ပြောဆိုပါတယ် ဘီလာရုသမ္မတအလက်ဇန်ဒါလူကာရှန်ကိုကနိုင်ငံကိုနှစ်ပေါင်း30ကျော်ကြာအင်အားသုံးတင်းကျပ်စွာချုပ်ကန်အုပ်စိုးခဲ့တဲ့အတွက်ဥရောပရဲ့နောက်ဆုံးအာဏာရှင်အဖြစ်ရည်ညွှန်းကြပါတယ်။2020ခုနှစ်ဘီလာရုအထွေထွေရွှေကောက်ပွဲမှာလည်းတိုက်ခတ်ပါတီကမဲ60ရာခိုင်နှုန်းနဲ့အနိုင်ရတာကိုအာဏာလွှဲပြောင်းပေးခြင်းမရှိဘဲအတီကအတိုက်ခံခေါင်းဆောင်တွေကိုဖမ်းဆီးကအာဏာကိုအင်အားသုံးဆက်လက်ချုပ်ကန်ခဲ့ပါတယ်။2025ခုနှစ်ဘီလာရုနိုင်ငံအထွေထွေရွှေကောက်ပွဲမှာလူကာရှင်ကိုကထောက်ခံမဲ89ရာခိုင်နှုန်းရရှိခဲ့တယ်လို့ကြေညာပြီးရဲ့နောက်အတူတူ င်ရလက်ကိုညင်းပယ်တဲ့ဆန္ဒပြပွဲတွေကြဲကြဲလောင်လောင်ဖြစ်ပေါ်ခဲ့ပါတယ်။ဘီလာရုအာနာရှင်လူကာရှန်ကိုနဲ့သူ့ရဲ့အစိုးရဖွဲ့ကိုအမေရိကန်ဥရောပနဲ့ဩစတြေးလျနိုင်ငံ၊ဂျပန်၊နယူးဇီလန်နိုင်ငံတို့ကအမည်ပြည့်စင်ရင်သွင်းထားပြီးအရေးယူပိတ်ဆို့မှုတွေချမှတ်ထားပါတယ်။ဆလပီစစ်ကောင်စီကအကြံသားတွေကိုအဒမစစ်မှုထမ်းခိုင်းနေကြောင်း PPNM ထုတ်ပြန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကအကြံတောင်းနေမှရှိရဲ့ရာဇဝတ်အကြံသားတွေကိုလက်နက်တပ်ဆင်ပြီးအတင်းအဒမစစ်မှုထမ်းခိုင်းတာတွေလုပ်နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကြံသားများကွန်ရ က် PPNM ကမက်လာ၁၄ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အကျဉ်းသားတွေကိုအဒမစစ်မှုထမ်းခိုင်းတာတွေတွေ့ရပြီးဒီလိုရက်တွေကိုကန့်ကွက်ကြောင်း PPNM ပြောရေးဆိုခွင့်ရှိသူကိုတိုက်ထုံးကပြောပါတယ်။အခုဆိုရင်အကျဉ်းထောင်ထဲမှာရှိတဲ့အကျဉ်းသားတွေကိုအလိုမတူပဲအတင်းအဓမ္မစစ်မှုထမ်းခိုင်းစီတာတွေအလုတ်ခိုင်းစီတာတွေကိုစစ်ကောင်စီဘက်ကလှုပ်လာတာတွေ့ရပါတယ်။ဒီလိုရက်ကိုစတင်ကန့်ကွက်တဲ့တာဟာရှင်နေတဲ့သူတွေကိုပါတည်ရင်းပို့တဲ့လှုပ်ရက်လို့ပြောကြမှာတယ်။အကျဉ်းသားတွေကလက်နက်ကင်ပြီးတိုက်ရတဲ့တိုင်အောင်ဆန္ဒမရှိဘဲတိုက်ရတဲ့အခါမျိုးမှာအသက်တေဆုံး င်ပေါ်ရှာတိုင်းနှုံပုံများတဲ့လူအခွင့်အရေးချိုးဖောက်တဲ့ကိစ္စရပ်တွေကအကျဉ်းထောင်တွေမှာပို့ပြီးတော့ထောင်တရားလက်လွတ်လုပ်လာတဲ့လုပ်ရပ်တွေပို့ပြီးတွေ့လာရတယ်။ ကချင်ပြည်နယ်မွန်းကြီးအချင်းထောင်မှာထောင်လုံးကျုံရေးတွင်ရာဇဝင်အချင်းသားတွေလက်နက်ကင်ပေးပြီးလုံကျုံရေးဆောင်ခိုင်းတာနဲ့ပမောထောင်ကိုတော်လိုင်းတက်တွေလာရောက်တိုက်ခိုက်တဲ့အခါမှာခုခံကာကွယ်တဲ့နေရာမှာရာဇဝင်အချင်းသားတွေကိုလက်နက်ပေးကင်ပြီးခုခံစစ်တွေမှာအတုံးပြူတာတွေကိုအတီးပြူထားနိုင်တယ်လို့ဆိုပါတယ်ဒီလိုအချင်းသားတွေကိုအတင်းအတမစစ်မှုထမ်းခိုင်းတာဖမ်းဆီးအချင်းချခံထားရတဲ့စစ်တပ်နဲ့ရဲတွေကိုပြစ်ဒဏ်လွန်ငိမ့်တာတွေဖို့စစ်တပ်မှာတာဝန်ထမ်းဆောင်စေတဲ့တရားမဝင်လို့ရက်တွေကိုပေါ်ပေါ်တင်တင်ကျူးလွန်ပြီးအင်အားဖြည့်တင်လာမှုကိုအပြင်းအထန်ဆန့်ကျင်ကန့်ကွက်တဲ့ ယ်လို့ PBNN ကရှင်းသားထားပါတယ်။ဒီထုတ်ပြန်ချက်နဲ့ပတ်သက်လို့တုံ့ပြန်ချက်ရဖို့စစ်ကောင်စီအကြီးအသေးဌာနပြောခွင့်ရသူဒုတိယညွှန်ကြားမှုချုပ်ယုံကိုတရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးမြလက်ခံဖြေဆိုတာမျိုးမရှိပါဘူး။ဆက်လက်ပြီး AAPP ရဲ့မလဆလီရဲ့နေဒီစင်းရဲ့နေရနိုင်ငံတဝန်းနိုင်ငံကြီးနဲ့ဆက်ဆက်ပြီးဖမ်းဆီးခံထားသူ3000နီးပါးရှိနေပြီးအဲ့ဒီတွေက1000ကျော်ထောင်တွင်နေချမှတ်ခံထားတယ်လို့ဆိုပါတယ်။ဆက်လက်ပြီးရုရှားထောင်လိုင်းရင်းနှီးပညာရေးနဲ့အကူအညီပေးဖို့မင်းအောင်လိုင်ကိုပူတင်ကန့်လန့်ခဲ့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။အ ာနာသိန်းစကောင်ဆောင်မင်းအောင်လိုင်ကအခုလာမော်စကိုခီးစင်တော်တွင်ရုရှားသမ္မတဗလာဒီမာပူတင်ကမြန်မာစစ်တပ်အတွက် ထောင်လိုင်းရေးဆိုင်ရာကူညီပေးဖို့ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။ Lori Institute ရဲ့ဖော်ပြချက်မှာတော့မင်းအောင်လိုင်နဲ့ပူတင်တို့တွေ့ဆုံခဲ့မှုမှာတခြားကဏ္ဍတွေနဲ့ပတ်သက်ပြီးအာရုံဆိုင်ဆွေးနွေးမှုတွေရှိနေပြီးမြန်ရုရှားကထောင်လိုင်းရေးနည်းပညာဆိုင်ရာအကူအညီပေးဖို့ကမ်းလှမ်းခဲ့တာကိုတော့အများစုကမျက်ကွယ်ပြုထားကြောင်းထောက်ပြပါတယ်။ပူတင်ရဲ့ကမ်းလှမ်းမှုကတော့လက်ရှိဖြစ်ပွားနေတဲ့ပြည်တွင်းစစ်မှာတော်လိုင်းအင်အားစုတွေကိုထောက်လန်းဖို့အတွက်ရုရှားစီကအရန် ြည်လင်းပြတ်သားတဲ့ဂျိုဒူဓာတ်ပုံတွေကိုချိန်ဆက်ရယူဖြစ်တယ်လို့ Lori Institute ကဆိုပါတယ်မြန်မာစစ်တပ်ဟာအိန္ဒိယနဲ့တရုတ်စီကအရှေ့အတွင်းမြန်မာတွေဂျိုဒူးထောက်လိုင်းရေးဓပုံတွေရရှိဖို့စီရင်ဆိုင်ရာလှိဝက်ပူပေါင်းဆောင်ရွက်ချက်တွေရှိနေနိုင်ကြောင်းခံမှန်း မှုတွေထပ်ပေါ်နေပြီးမြေ2008ခုနှစ်နာဂင်မုံတိုင်းတိုက်ခိုက်ပြီးချိန်တုန်းကထိခိုက်ပျက်စီးမှုခြေနေတွေကိုစမ်းစစ်ဖို့မြန်မာအစိုးရနဲ့ကုလသမဂ္ဂကိုအမေရိကန်ကဂျိုဒူးတပ်ပုံတွေထောက်ပြခဲ့ပါတယ်။ဒါကြောင့်မြန်မာစစ်တပ်ကအရှမ်းကြည်လင်းပြတ်သားတဲ့ဂျိုဒူးထောက်လိုင်းရေးတပ်ပုံတွေကိုလက်လန်းမိနိုင်စွာကင်းကွာနေစေလို့ထောက်ကောက်ချက်ချလို့ရခဲ့ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်းမှာစစ်တပ်က Google Art Digital Global နဲ့ Landscape တို့လိုစီးပွားပြင်ဂျိုဒူးတပ်ပုံရောင်းချတဲ့ဝန်ဆောင်မှုတွေကိုအသုံးပြုလို့ရနိုင်ခဲ့ပြီးမြေအဲ့ဒီအရှင်မြစ်တွေကိုထီထီရောက်ရောက်အသုံးချနိုင် င်ဖို့လေ့ကျင့်မှုနဲ့စွမ်းရည်တွေနဲ့တည်ကြားအစဉ်မြင်ကြရရလိုအပ်ခဲ့ပါတယ်ရုရှားကသာပံ့ပိုးကူညီမယ်ဆိုရင်စစ်တပ်ရဲ့လက်ရှိထောက်လိုင်းဤပညာကိုပို့ပြီးအားဖြင့်မြင့်တင်နိုင်ပွဲရှိရလို့လေ Lowry Institute ကထောက်ပြ တတိပေးခဲ့ပါတယ်နိုင်ငံတကာလူငင်းချမ်းသာခွင့်အဖွဲ့ AI နဲ့လူအခွင့်အရေးဆောင်ကြည့်ရေးဖွဲ့ HRW တို့လိုနိုင်ငံတကာအဖွဲ့အစည်းတွေကဂျိုတူတွေကနေရိုက်ကူးထားပြီးစီဝါပြင်းရောင်းချတဲ့တပ်ပုံတွေဟာထောက်လန်းရည်ရွယ်ချက်အတွက်အသုံးချလို့ရနေတယ်ဆိုတာစမ်းစစ်တင်ပြခဲ့ကြပြီးဖြစ်ပါတယ်လုံလောက်တဲ့ယင်းဒီမြုံနယ်မှုနဲ့ကျွမ်းကျင်မှုသာရှိမယ်ဆိုရင်မြန်မာစစ်တပ်ကအဲ့ဒီအရင်မြစ်တွေကိုအသုံးချပြီးနိုင်ငံရဲ့ပြောင်းလဲနေတဲ့စည်ရေးနိုင်ငံကဏ္ဍတွေကိုစောင့်ကြည့်နိုင်စွမ်းရှိလာနိုင်ပါတယ် စစ်တပ်က2021ခုနှစ်မှာအာဏာသိမ်းပြီးချိန်ကလေးကဒရုန်းအနေနဲ့ကင်းထောက်မှုတွေကိုလည်းအချိန်မြင့်လှုံ့ဆော်လာခဲ့ပါတယ်။ရုရှားနဲ့သာထောက်လန်းရေးနည်းပညာကဏ္ဍမှာပူးပေါင်းမှုတွေရှိလာမယ်ဆိုရင်စစ်တပ်ရဲ့စစ်ရေးဆိုင်ရာထောက်လန်းမှုစွမ်းအင်ကိုနောက်တစ်ဆင့်မြင့်တက်သွားစေနိုင်တာကိုအလေးနက်ဆိုရင်ရမှာပါ။မင်းအောင်လှိုင်းရဲ့ခီးစဉ်အတော်တွင်ရုရှားကမြန်မာနိုင်ငံမှာဂျိုရုမတ်တန်တပ်ပုံတွေဆန်းစစ်တဲ့ဌာနတစ်ခုဖွင့်လှစ်ထားတဲ့အကြောင်းကိုပါအတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ အသေးစိတ်အချက်လက်တွေကိုမတိရသေးပေမဲ့ရုရှားကထောက်လန်ရေးဂျူဒူတွေကနေရရှိထားတဲ့အချက်လက်တွေကိုမြန်မာစစ်တပ်အတွက်စည်ရေးကဏ္ဍမှာအသုံးချနိုင်အောင်ကန့်လန့်ထားတာတည်ကြတယ်လို့ဆိုပါရယ်နိုင်ငံအနှံ့မှာကွဲပြားတဲ့လက်နက်ကင် တော်လန်အင်အားစုတွေနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာရှုံးကန်နေရတဲ့မြန်မာစစ်တပ်ကအဲ့ဒီထောက်လန်ရေးစွမ်းရည်မျိုးကိုလက်လန်းမိလိုက်ရင်တော်လန်အင်အားစုတွေရဲ့လှုပ်ရှားမှုတွေပိုပြီးထိထိရောက်ရောက်စောင့်ကြည့်လာနိုင်ပွဲရှိရလို့သိရပါရယ်ဆလတ်ပြီးဗမော့စကခ21ကာကင်အချုပ် KIA ပူပေါင်းတပ်ထပ်မံတင်ရတယ်လို့သတင်းအရင်းမြစ်ပြောတဲ့အကြောင်းတင်ဆက် က်ပေးပါမယ်။တနိုင်းမှာ KAI ရဲ့တိုက်ခိုက်မှုကြောင့်အထိနာတဲ့ပြည်သူစစ်ကဒေသခံတွေရဲ့နေအိမ်တွေကိုမီးရှို့တယ်လို့သိရပါဗျ။ကချင်ပြည်နယ်ပမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KAI ပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်အကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီရဲ့ MNSD စစ်စင်ရေးကုကဲမှုဌာနချုပ်ရဲ့ကာကင်းစခန်းအချို့တင်ပန်ရရှိထားတယ်လို့ကချင်စစ်ရေးတရင်ရင်းမြစ်တွေကမလ၁၄ရက်နေ့ညပိုင်းမှာပြောပါဗျ။စာကခ23ရက်ကာကင်းတချို့တင်ရကြောင်းရုပ်သံမတန်နဲ့အတူလူမှုကွန်ရက်မှာဖော်ပြချက်ပေါ်တရင်ရင်းမြစ်ကအတည်ပြုပေးခြင်းဖြစ်ပြီး စည်ရေးချင်နေအသေးစိတ်ကိုပြောဆိုခြင်းမရှိပါဘူး KIA ပူပေါင်းတပ်ကစကခ27ဌာနချုပ်ကိုအပိဓာတ်သိမ်းပိုင်းနိုင်ပိုးစစ်ရှင်မြေထိုးစစ်ဆင်နေခြင်းဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်တိုက်ပွဲများတွင်စစ်ကောင်စီရဲ့ drone ချို့ကိုသိမ်းပိုင်းရရှိခဲ့ပါတယ်ဗမော်မျိုးအခြေဆိုင်စစ်ကောင်စီတက်စကန်များစွာသိမ်းပိုက်ထားပြီးစကခ27အပအဝင်ဗမော်မျိုးအပိဓာတ်သိမ်းပိုင်းနိုင်ပိုးအပြင်းထန်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးကပြီးခဲ့တဲ့ရက်များကသတင်းဖော်ပြခဲ့တော်လဲတိုက်ပွဲချင်းဒီစိတ်ကိုတော့ဖော်ပြခြင်းမရှိပါဘူး